ဂျွန်ဆန်းစုကြည်ပြန်လွတ်တော်မှာလာဆိုတော့ဒီဘေးကအေမတန်မှာစိတ်ဝင်စားစရာကောင်းပါဘာလို့လဲဆိုရင်ဂျွန်ဆန်းစုကြည်ရဲ့တရားရုံးရင်ဆိုင်နေတဲ့ CCTV file လဲထွက်လာပါတယ်တရားရုံးမှာထွက်ဆိုထားတဲ့ထွက်ဆိုချက် file တစ်ဖိုင်လဲထွက်လာပါတယ်အဲ့ဒီနောက်မှာပဲစစ်ခွေးဘောမှာကြော်မျိုးမင်းရဲ့ channel ကနေ NL ရဲ့ တစ္ဆပဆန္ဒမင်းခေါ်ရှိရဲ့အင်တာဗျူးထွက်လာပါတယ်သူတို့အင်တာဗျူးဆိုတာတဲ့အင်တာဗျူးမဆန်ပါဘူးနှစ်ယောက်လဝါရိုက်ပြီးຫນွေဦးတော်လိုင်းကို ပုတ်ချနေတယ် NLD ပါတီလက်ရှိတော်လိုင်းလုံနေတဲ့ NLD ပါတီဝင်တွေကိုအပုတ်ချနေတယ် NUG ကိုပုတ်ချနေတယ်ဆိုတာဒါသိတာပါတယ်ဒီ video file 45မိနစ်ကြော်ကြော်ကြာပါတယ်။သို့ပေမဲ့45မိနစ်အချိန်ပေးပြီးကြည့်စရာကိုမလိုပါဘူး။အဲ့လောက်ကျွန်တော်တို့အချိန်ပေးဖို့မတန်ပါဘူး။ဘာလို့လဲဆိုရင်တို့နှစ်ယောက်လက်ဝါးရိုက်ပြီးຫນွေဦးတော်လန်ရေးကိုအပုတ်ချတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ຫນွေဦးတော်လန်ရေးကိုရန်တိုက်ပေးတယ်။ NLD ပါတီဝင်တွေလက်ရှိဆရာနာသိန်းတော်ကိုစန့်ကျင်တဲ့ NLD ပါတီဝင်တွေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့ကိုရန်တိုက်ပေးနေတယ်ဆိုတာဒါသိတာပါ ဘယ်ချက်တည်းရလဲဆိုပြောရမယ်ဆိုရင် तू ပထမအဆုံးခမားတို့ကျွန်တော်မေးချင်တာက तू ပထမအဆုံး तू ပြောမယ်အချက်ပေါ့ခမားတို့မေးရင်ခမားတို့ဒီနေ့မင်းအွန်လိုင်းစေအုပ်စုဘာလောက်ထားတာလဲကျွန်တော်တို့တိုင်းမျိုးဘာလောက်ထားတာလဲကျွန်တော်တို့ຫນွေဦးတော်လိုင်းရေးမှာပါတဲ့သူအားလုံးကစစ်အာဏာတင်းထားတယ်လို့ပဲပြောပါတယ်ဒါပေမဲ့ဒီအမျိုးသမီးကစစ်အာဏာထိန်းထားတယ်လို့ပဲပြောပါတယ် အာနာထိမ့်လိုက်တဲ့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 ဒီလိုပြောတဲ့စကားကလေးကရှင်းပါတယ်ဆရာနာတိမ့်မှုကိုစန့်ကျင်တဲ့လူတူလုံးဝမဟုတ်ပါဘူးဒီအတွက်ကျွန်တော်တို့ရဲ့ဘတ်တော်သားလုံးဝမဟုတ်ဘူးလို့ပြပြတသားပြောလို့ရပါတယ်နောက်တစ်ချက်ကိုကြည့်မယ်ဆိုရင်ဆန္ဒမင်းဟာလက်ရှိရန်ကုန်က NLD ပါတီရုံးကြီးရဲ့ရေကုန်မီးခွန်တွေကိုသူစောင့်ပေးနေတယ်လို့အဲ့ဒီထဲမှာပြောပါတယ် 2021ခုနှစ်ဆရာနာသိမ်းပြီးတဲ့နောက်ပိုင်းထွက်လာတဲ့ National League for Democracy ရဲ့ Facebook page ကကြေညာချက်တွေအားလုံးဟာတရားမဝင်ဘူးလို့သူပြောပါတယ်။ဘလို့ချက်တွေနဲ့သူပြောသလဲဆိုရင်သူဟာပါတီရဲ့ဘိုလ်လုံးမှုဆောင်ကော်မတီဝင်တဦးဖြစ်တယ်။အလုံးမှုဆောင်နေဘယ်နှယောက်ဘလို့အတီးပြုမှဒါဒီကြေညာချက်တွေကအကျုံးဝင်တယ်သူသာလျှင် NLD ပါတီဝင်ရဲ့ ် NLD ပါတီရဲ့เนาะအုံနာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးသူကပြောနေရပါဘာလို့လဲဆိုတော့ဒေါက်ဆန်းစုကြည်ရဲ့တရားဥပဒေထပ်ဆိုချက်ဆိုတဲ့စာတွေကျွန်တော်တို့တွေ့ရပါတယ်ဒါကဟုတ်ချင်လည်းဟုတ်မယ်မဟုတ်ချင်လည်းမဟုတ်ပါဘူးဒါပေမဲ့ဒီစာတွေကိုကြည်ချင်းအဖြစ်ဟုတ်နိုင်ခြင်းများတာတွေလည်းရှိပါတယ်ဘယ်လိုကိစ္စတွေလဲဆိုရင်တစ်ဖက်ကရှင့်နေကဒေါက်ဆန်းစုကြည်ကို PDF ဖွဲ့ထားတဲ့ကိစ္စတွေ NUG ဖွဲ့ထားတဲ့ကိစ္စတွေနောက်တစ်ခုကစွတ်ဆွဲချက်တွေဖြစ်တဲ့တာမန်ပြည်သူတွေရက်သားပြည်သူတွေကို PDF တွေကတပ်ဖြတ်နေတယ်ဆိုတာတွေဒါတွေကိုဒေါ်ဆန်းစုကြည်ကိုမေးပါတယ်ခမားသိလားလို့မေးပါတယ်ဒေါ်ဆန်းစုကြည်သူလုံးဝမသိဘူးလို့ပြောပါတယ်ဘာလို့မသိတာလဲဆိုတော့ဒေါ်ဆန်းစုကြည်ဟာဖန်ခံထားရတာပါတရင်အပေါင်ချခံထားရတာပါ ါကြောင့်ဒီကိစ္စတွေကိုလုံးဝမသိပါဘူး။သို့ပေမဲ့ဆန်နာမင်းနဲ့ဒေါ်ဆန်းစုကြည်နဲ့တော့သူတို့ပေးတွေ့ကောင်းတွေ့ပါလိမ့်မယ်။ဆန်နာမင်းလိုလူမျိုးကတစ္ဆပေါဖြစ်တဲ့အတွက်ဒေါ်ဆန်းစုကြည်ကိုတရင်မှားတွေသူပေးပါလိမ့်မယ်။ဒါမျိုးတွေလည်းလုပ်ပါလိမ့်မယ်။ဒါပေမဲ့ဒီထဲကတရားရုံးထွက်ဆိုချက်ဆိုတဲ့တချို့စာတွေဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတာလည်းခင်ဗျားတို့တွေ့မှာပါ။ဒီတော့ ဆန္ဒမင်းပြောသမျှဟာရုံစရာတစ်စမ်းမှမကောင်းပါဘူးကျွန်တော်တို့ရဲ့ဘတ်တော်သားလည်းမဟုတ်တလို့တစ်စပေါက်လို့ပြောလို့ရပါတယ်သူ့ကိုရွှေးလို့လည်းအများခေါ်ပါတယ်ဆိုတော့ဒီဗီဒီယိုဖိုင်ကိုတစ်ချက်ကျွန်တော်တို့ကြည့်ကြည့်လိုက်ရအောင်55မိနစ်လောက်တော့ကျွန်တော်မကြည့်ပါဘူးတချို့အချက်တွေကိုကျွန်တော်တို့ကောက်နှောက်ပြီးကောက်နှုတ်ပြီးပြောပြမှာပါကျွန်တော်ရှေ့မှာပြောပြခဲ့တဲ့အကြောင်းအရာတွေပါပဲသူပြောတဲ့ဟာတွေကဆိုတော့သူတို့နှစ်ယောက်လက်ဝါးရိုက်ထားတဲ့ဟာကိုကျွန်တော်တို့က ဘာကြောင့်များယုံရမှာလဲဘာကြောင့်များယုံရမှာလဲဗျာဆိုတော့တစ်ချက်တော့ကြည့်လိုက်ပါဟုတ်ပါတယ်အဟိုတနေ့တုန်းကကိုကျော်မျိုးမင်းပြောလိုက်တဲ့ဟာကိုကျမနားထောင်လိုက်ရတယ်အဲ့တော့လေကျမကိုကျော်မျိုးမင်းနဲ့ငါလို့ကြုံတဲ့ချိန်တိုင်းတော့ပြောပြအောင်မဲလို့စဉ်းစားထားတာဒါပေမဲ့ကိုကျော်မျိုးမင်းကကျမကိုခေါ်လိုက်တဲ့အတွက်အတော်ပဲဖြစ်သွားတာပေါ့ဒီအဲ့ဒီ Facebook page ကြီးကနေပေါ့နော်အဲ့ဒီ page ကြီးကနေပြီးတော့သူက 21နောက်21ဒီအာနာထိတ်မှုဖြစ်စဉ်ဖြစ်တဲ့အချိန်မှာတင်းတဲ့ Facebook post တွေနဲ့ပတ်သက်လို့ရှိရင်ပေါ့အဲ post တွေထဲမှာဆိုရင်ဒါလက်ရှိဒီဆက်အာနာပိုင်းဆိုတဲ့ဖွဲ့ပေါ်မှာတော်တော်လေးဟိုကျန်တဲ့ရန်ကျန်တဲ့ရင်းတည်ရေးထားတာတွေရှိတယ်ပေါ့ဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့ရှိရင်ဒေါ်ဆက်စုကြည်နေနဲ့သူ့မှာဘာတော်မှမရှိဘူးလို့ဟိုကောက်ချက်ဆွဲချင်တာလားအဲ့လိုပြောလို့ရတယ်။မှန်ပါပေါ့ဘာလို့လဲဆိုတော့ဒီအာနာထိတ်မှုဖြစ်စဉ်ကာလပြီးသွားတာနဲ့ဒီရုံးမှာဟာလားဟိုဘာမှဟိုကစင်ကလျားတွေအကုန်လုံးဖြစ်တယ်။ဒီ Facebook ရဲ့ဒီ password ကိုတော့ဘယ်သူကခိုးယူသွားလဲဆိုတော့ကျွန်တော်တို့မသိရဘူး။ဟာလားဒီ Facebook ရဲ့ဒီ password ကိုဘယ်သူယူသွားလဲမသိဘူး။ဟာလားဒီကနေပြီးတော့တောက်လျှောက်တောက်လျှောက်ပေါ့နော်။ ဟိုဒါချိန်ညာချက်တွေထုတ်တယ်ဒီလိုချိန်ညာချက်တွေကိုထုတ်တာကိုကျွန်တော်တို့လိုက်ကြည့်လိုက်တဲ့အခါကျွန်တော်တို့ပြည်တွင်းကထုတ်တာမဟုတ်ဘူးပြည်ပနိုင်ငံကနေထုတ်နေတယ်ဆိုတဲ့ဟာမျိုးကိုလည်းတွေ့ရတယ်ကျွန်တော်တို့ပါတီရဲ့စီမင်းစည်းကမ်းနဲ့လည်းမညီတော့စာရွက်အလုပ်တစ်ခုသာ ဖြစ်တယ်ဆိုတဲ့ဟာကိုပြည်သူတွေကနားမလည်ဘူးတကယ်ပဲ NLD ကထုတ်နေတာလားဆိုတာမျိုးဖြစ်နေတယ်အဲ့တော့ကျမတို့အနေနဲ့လည်းဒါပြည်သူကိုရှင်းပြဖို့အခွင့်အလမ်းမတားဘူးအဲရှင်းပြရင်လည်းဟိုယုံကြည်တဲ့ကာလမဟုတ်ဘူးဆိုတော့ကျမတို့လည်းဒီတိုင်းပဲနေလိုက်တယ်ပေါ့နော်ဒီယုံကနေပြီးတော့မှဒီကြေညာချက်တွေကိုပဲထုတ်ဖွင့်ရှိတာဒီညုံကြီးပိတ်ထားတယ်ယုံတော်ဆိုရလဲကျမတို့မှရှိရလေယုံတော်ဆိုရလဲကျမတို့မှရှိရလေယုံတော်ဆိုရလဲကျမတို့မှရှိရလေတော်ဆန်းသူကြီးကိုတနည်းအားဖြင့်အချက်ဖတ်သမားလို့တုံ့ပို့လေလို့ရောက်နေပြီအဲ့လိုပုံစံဖြစ်သွားတာပေါ့နော်အဲ့လိုပုံစံကိုတဖြည်းဖြည်းနဲ့ရောက်လာပြီးတော့ဒေါန်ဆန်းစုကြည်ရဲ့ဟိုဟို ဟုတ်ဂုံတိတ်ခါတွေကိုမိမိအောင်လုပ်တာမျိုးလို့ကျမမြင်တယ်တကယ်ပြတော့ကျွန်တော်အမြင်ပဲဒေါသစီကြီးကအကြပ်သမားခေါင်းဆောင်ကြီးဆိုတဲ့ဟာမျိုးကိုတို့ကဒေါသစီပြောတာပြောတာခဏတာဒေါသစီကအကြပ်သမားခေါင်းဆောင်ကြီးလို့တုံးပို့လိုက်သလိုတော့တို့လုံနေတာကြီးကဒေါသစီတို့ကိုဆွဲချသူဖြစ်နေတာပေါ့မှန်ပါဗောလေဒီလိုအခြေအနေကိုတော့မရောက်ရောက်အောင်တုံးပို့သလိုဖြစ်သွားတာပေါ့ဟုတ်ကဲ့ဆိုတော့ဒီ interview ကိုကြည့်ရဲအဖြစ်ကျွန်တော်တို့လူဦးတော်လိုင်းရေးနဲ့ဒေါ်ဆန်းစုကျင်းနဲ့ရန်တိုက်ပေးတယ် NUG NLD ပါတီဝင်တွေ ဓာရီနဲ့ဒေါ်ဆန်းစုကျင်နဲ့ရန်တိုက်ပေးနေတယ်ဆိုတာအတိတာထင်ရှားပါတယ်။တခါကဒေါ်ဆန်းစုကြည်ကຫນွေဦးတော်လန်ရေးနဲ့လက်ရှိပြည်သူကာကွယ်ရေးတပ်တွေတခြားတပ်တော်တွေကိုလုံးဝလက်မခံဘူးလို့သူကပြောပါတယ်။အဲ့ဒါလုံးဝမဟုတ်ပါဘူး။ဒီနေ့ຫນွေဦးတော်လန်ရေးကိုဘယ်သူမှ တားဆီးလို့မရတော့ပါဘူး။ဒေါ်ဆန်းစုကြည်လည်းတားဆီးလို့မရတော့ပါဘူး။သို့ပေမဲ့ဒေါ်အောင်ဆန်းစုကြည်သာ အပြစ်မှာလွတ်လာခဲ့လို့ရှိနေရှင် သူလုံးနိုင်စွမ်းနေအများကြီးရှိတယ်လို့ကျွန်တော်တော့ယူဆပါတယ်ဘယ်လိုအရာတွေလဲဆိုရင်သူ့လူတွေအိုးနှင်းခွန်းနှင်းဖြစ်နေတဲ့ကိစ္စတွေသူ့လူတွေစီးမဲ့ဘောင်ဝဲဖြစ်နေတဲ့ကိစ္စတွေဒါတွေကိုသူထိန်းနိုင်လိမ့်မယ်လို့မြင်ပါတယ်ဒါလည်းစီးအိုးနှင်းခွန်းနှင်းဖြစ်တာစီးမဲ့ဘောင်ဝဲဖြစ်တယ်ဆိုတာနေရာတိုင်းမှာဖြစ်နေတာမဟုတ်ပါဘူး ချို့ချိုးသောနေရာတွေကိုပြုပြင်ထိန်းသိမ်းသွားနိုင်လို့ရှိရင်ကျွန်တော်တို့တော်လန်ရေးရဲ့ပြည်သူကာကွယ်ရေးတပ်ရဲ့အကောင်းဆုံးဆုံးသောအချိန်အခါကိုရောက်လာလိမ့်မယ်ကျွန်တော်တို့တော်လန်ရေးလည်းမြင်မြန်အောင်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒီနေ့ပြောပြရတဲ့အကြောင်းအရာတွေပြောနေတဲ့အကြောင်းအရာတွေဟာဘာလို့ပြောရသလဲဆိုရင် CCTV ဖိုင်ထွက်လာတယ်တရားရင်ဆိုင်နေတဲ့ CCTV ဖိုင်ဖက်လာတယ်တရားရုံးထွက်ဆိုချက်ထွက်လာတယ်ဆန္ဒမင်းရဲ့သူ့ရဲ့တရားဝင်မှုသူဟာ NLD ပါတီရဲ့ပါတီကို မောင်းပိုင် စီးကျင်မှုဒါတွေကိုလည်းပြောပြကြင်တာပါတော်စန်းစုကြည်လွတ်လာရင်ကျွန်တော်တော်လန်ကြီးကိုထိကြိုက်နိုင်လားထိကြိုက်နိုင်ဘူးလားဆိုတာတွေကိုပြောကြင်လို့ပြောပြတာပါဆိုတော့ကြည့်မယ်ဆိုရင်ဒီ ကျော်မျိုးမင်းဆိုတဲ့စစ်ဘောမာနဲ့ဆန္ဒမင်းဆိုတဲ့စစ်ဘောမာ NLD ပါတီရဲ့တစ်စပေါက်ဒီမိမရဲ့စကားတွေကိုကျွန်တော်တို့နားယောင်နေစရာဘာကြောင်းမှမရှိပါဘူးကျွန်တော်တို့တော်လိုင်းရေးကိုကျွန်တော်တို့လှုပ်ရှားရှိရဒီဇိုင်းမမတ်သွားရမယ်တောင်ဆန်းစုကြည်မလွတ်သေးခင်လဲကျွန်တော်တို့ကျွန်တော်တို့လှုပ်ကျွန်တော်တို့လှုပ်ရမယ်တောင်ဆန်းစုကြည်လွတ်လာပြီးရင်လဲကျွန်တော်တို့လှုပ်ကိုကျွန်တော်တို့လှုပ်ရမှာပါပဲဆိုတော့အားလုံးအဆင်ပြေကြပါစေကျမ်းမာကြပါစေ ိမ်မြဲမြဲပြန်နိုင်ကြပါစေအောင်ပွဲဆက်ဆက်ခံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို follow လုပ်ပါ subscribe လုပ်ပါအားပေးပါအမြဲတမ်းစောင့်ကြည့်နေပေးပါလို့ကျွန်တော်ဖိတ်ခေါ်ပါရစေကျေးဇူးအများကြီးတင်ပါတယ်